လက်လက်ခရံတိတ်ပြီးမပြည့်စုံဘူးပေါ့နော်မပြည့်စုံဘူးပေါ့နော်အဲ့တော့အချိန်နေရတော့တဲ့မကောင်းဘူးပေါ့ဗျာလူရရင်တော့ကျိုးကပြောရမှာပဲဗျာနော်ជីလုံလောက်ជីလုံလောက်လို့ချလိုက်လို့ជីလုံလောက်လို့လိုအပ်လို့ဖြဲ့လိုက်လို့ကိုယ်တပည့်တွေဖြစ်ပါជីမလုံလောက်ဖဲနဲ့ခံလိုက်ရဆိုကျွတ်တော့လက်ခံလို့မရဘူးလေနော်လက်ခံလို့မရဘူးဥစဉ်တပည့်တွေပြင်စင်စားနေမဟုတ်ဘူးအခါတလေရှေ့မှာဘီရုစီတီနဲ့တိုက်တယ်ပတ်သက်စားနေတက်မလို့တိုက်နေညူစာတိုက်တယ်အောင်ပွဲရတယ်မြတ်တော့ ဘယ်ပြည်သူစစ်တေနဲ့တိုက်တယ်ဆိုတော့တခါလေကြီးနန်းထဲမှာထဲချင်မှထဲတာမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရလေကလေးထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုတော့ကျုပ်ကပြောမှပြောမှပြောမှခင်ဗျားမပြောဘဲတော့မနေနဲ့ဥစဉ်တော့ပြောမှဥစဉ်စီမှာအတားဖိုင်းနေရှိတယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲဘူကြီးဘယ်လိုပြောက်သွားလဲဆိုတော့ကျန်တဲ့လူတွေလှုပ်ပြေးသွားပြန်ပြေးကျန်ခဲ့တယ်ဆိုတော့ကြောင့်ခင်ဗျားတို့အဲ့ပုံစံမျိုးချိုးကြည့်ဥစဉ်အတိုင်းမှုခါလေးပြောမှ တင်ငန်းဝပြူကောင်းဆောင်ငပောက်ဟာပြူစောထီးများစွာကိုမွေးထားကြွေးထားတဲ့တကယ်လက်နက်ကင်တင်ငန်းဝကောင်းဆောင်တယောက်ဖြစ်ပါတယ်။အရင်ကသူဟာစစ်တပ်ကို ထောက်ပြဝေဖန်တာတွေနေစင်လူလူလုပ်ခဲ့ပါတယ်။အခုနောက်ပိုင်းသိပ်မလုပ်ရဲတော့ပါဘူး။သူ့လက်ထဲမှာလည်းပြူတွေဟာတရေမွေးထားသလိုအများအပြားရှိနေပြီးရှေ့တိုးမရနောက်ဆုံးမရဖြစ်နေပါတယ်။အခုဆိုမန်လေးမြောက်ဘက်ကမန်ပီရီယန်နဲ့စစ်ဆိုင်ထားတဲ့မရရာရှေ့တန်းမှာ အရှင်နေမကောင်းလို့စစ်ဘိုးတွေကပြူတွေကိုထားပြီးလစ်ပြေးတဲ့အကြောင်းကိုပြူကောင်းဆောင်ကပေါက်ကအခုလိုပဲရင်ဖွင့်ပြောဆိုထားပါတယ်။ဦးဇင်းတို့မနေ့ကဆိုလို့ရှိရင်မရေယာဘက်မှာပေါ့နော်မရေယာဘက်မှာမရေယာမှာနည်းနည်းတိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့အခါမှာနော်တချို့ကအောက်ကနေအမှန်အထက်ကိုအမှန်တရားတွေမတင်ပြတာတွေခုထိပဲအလိန်အလိန်ခံရအောင်ပေါ့နော်အောက်မှာတတိရှိရှိဒီတတ်နယ်မှုတွေကိုတိုင်းမှုတွေကိုအဆင့်အဆင့်မတင်ရတဲ့အတွက်ကြောင့် အဲ့တော့မတင်ရတော့ဘသူတွေနင်းနာလဲဆိုတော့ကို့လူတွေပဲနင်းနာတာအဲ့အောက်ကလူတွေပဲနင်းနာတာပဲเนาะအနည်းအားဆိုလို့ရှိရင်ဦးစင်းတို့ဒါဘီတူစစ်တွေပေါ့เนาะလက်နဲ့ဟာတီလိုတယ်เนาะအထက်ကိုသူတို့ကတင်ပြတော့ဒီကြီးလူတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှသူကတင်ပြတယ်เนาะတင်ပြတယ်တကယ်လို့ဒါအထောက်အထားရှင်ပြခိုင်းလုံးနဲ့လားဆိုလို့ရှိရင်လည်းဦးစင်းအဲ့ဒီလူတဲ့သူတွေကိုဒါတိုက်မှုကြီးဆိုတော့တက်နေမှုဆိုခေါ်ပြီးမှပြောလို့ရတယ်เนาะကြီးလို့ ဒီတယောက်မှ90လောက်ပဲရှိတယ်ဗျာဟုတ်လားတိုက်ပွဲမဖြစ်ဖဲနဲ့ကြည်ပြမပြစ်တယ်လို့သူတို့ကတင်ပြတယ်အဲ့ဒါတိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီနော်အဲ့ဘိုးကြီးကဘယ်နာပုံနေရလဲပေါ့နော်ဘာလို့သူတို့နောက်ဆုတ်ပြေးတယ်ကလဲဥစဉ်ကမင်းခွေးပြန်ထွားရမလို့ဖြစ်နေနော်မနေ့ကဒါသူတို့တွေနောက်ဆုတ်ပြေးတယ်ဥစဉ်တို့ပြည်သူစစ်ကြီးပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ပြီးမှငြိမ်ပြီးဆိုတော့သူပြန်လာတယ်ဟဲ့ပြီတော့တိုက်ပွဲဖြစ်ဘူးဘာဖြစ်ဘူးဆိုပြီးတင်ပြစရာရှိအောင်မတင်ပြဘူးနော်ဒီမှာပြအောက်မှာလိုအပ်ချက်ကိုတင်ပြရတယ် သူစင်းတကူကလေးကပြောရင်မင်းပြရဲ့ကြုတ်တင်ပြမယ်ပြာလို့ခင်ဗျအဲ့ဘိုးကြီးကိုဆက်ခိုင်းလိုက်လို့ဟုတ်လားဒီလောက်စီဦးစင်းတော့เนาะအဲ့တော့မင်းကဦးစင်းတော့တောင်မျိုးကပတ္တသတရားကြားတယ်နှစ်ယောက်တုံးယောက်တော့ထန်ရတယ်လို့ဦးစင်းတို့เนาะထန်ရတာသူကတော့မစိုးရင်ရအောင်ထန်ရတယ်เนาะအဲ့တော့ဦးစင်းတို့ဒီတိုက်ပွဲလည်းဝဲမဖြစ်ဘာဖြစ်ဖြစ်ဗျာလို့လည်းလည်းတိုက်ဖို့ပုံဖို့ဆိုရင်တော့ဒီခရမ်းနေရအရန်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးဦးစင်းတို့ ဒါပြောပြခြင်းဖြစ်တာပါနော်ပြောပြပြောပြနေခြင်းဖြစ်တယ်ဒါခါတည်းလေခင်ဗျားတို့ကလည်းအမှန်တရားပြောရင်တိတ်ပြီးမှကြိုက်တာမဟုတ်ဘူးဗျနော်အမှန်တရားပြောရင်ကြိုက်တာမဟုတ်ဘူးနော်အဲတတိရှိရှိတတ်နယ်မှုတွေကိုတင်ပြပါတတိရှိရှိတိုင်းမှုတွေကိုတင်ပြပါဘာဖြစ်လို့ခင်ဗျားတို့မတင်မတင်ပြတော့ခင်ဗျားအများအောင်လည်းမဟုတ်ဘူးဒီကိုနဲ့နာတယ်မြေပြင်စစ်မြေပြင်နဲ့နာတယ်အကုန်နဲ့နာတယ်လိုအပ်တဲ့ရာကိုဒါရဲတင်ပြမှသာလျင်ကိုကမတိတော့ဘယ်လိုလုပ်ပြရမှာလဲမတိတော့ဘယ်လိုချပြရမှာလဲ ဒီလိုမျိုးကွန်းပုံစံမျိုးဖြစ်နော်အဲ့တော့မနေ့ကတပည့်တွေရှိရနေလှန့်ဆက်တယ်ဘိုးကြီးဒီလိုလိုအပ်တယ်ဗျာတဲ့တပည့်တို့ပြောပြပါဦးနဲ့ဟုတ်လားပြောပြပါဦးနဲ့ဒီနေ့တော့ဖြစ်စည်းရလားမဖြစ်စည်းရလားတော့မတူးပါဗျာဒါဥစ္စာနော်ပြောချင်တာကတော့ပြောချင်တာအများကြီးပဲဗျာနော်အများကြီးပြောချင်တဲ့အရာကြီးတော့အများကြီးပဲအဲ့တော့ဒါနဲ့အဲ့လိုကိစ္စရင်းနဲ့မပြောတာဥစဉ်တို့ကတော်တော်လေးကြာနေမပြောတာ တော်တော်လေးကြာနေဘာကြောင့်မပြောတာလဲဆိုလို့ရှိရင် အာဦးစင်းကတပည့်တော်တော့မတင်ပြဘဲနဲ့ဖေကတိုက်မှုစီတင်ပြတယ်။အာဦးစင်းကတပည့်တော်မပြောဘဲနဲ့ဖေကတက်နေမှုစီကိုတင်ပြတယ်။ကုကိုတိုင်းကအမှန်အဲ့ဒါလေးဦးစင်းကတိုက်မှုစီလည်းပြောစရာမလိုတက်နေမှုစီကိုလည်းပြောစရာမလိုခင်ဗျားတို့တင်ပြရမယ်ကျုပ်ကိစ္စလည်းမဟုတ်ဘူး။ဒါနဲ့ကျုပ်ကိစ္စမဟုတ်ရင်ရှေ့မှာတပည့်တွေကျုပ်တပည့်တွေကလည်းအများကြီးရှိတယ်လေ။လူရရင်တော့ကျုပ်ကပြောရမှာပဲဗျာနော်။ကြီးလုံလောက်ကြီးလုံလောက်လို့ချလိုက်လို့ကြီးလုံလောက်လို့လိုအပ်လို့ထိုင်လို့ကိုတပည့်တွေဖြစ်ပါကြီးမလုံလောက်ဖဲနဲ့ခံလိုက်ရဆိုသူတို့လက်ခံလို့မရဘူးလေ။ နော်လက်ခံလို့မရဘူးဥစဉ်တပည့်တွေပြင်စင်စားတွေမဟုတ်ဘူးပြင်စင်စားတော့တကယ်ကိုတိုင်းပြည်နဲ့တပ်မတော်ချစ်လို့တာဥစဉ်တပည့်တွေဒီလက်နဲ့ကင်ပြီးမှခမရှေ့မှာတို့လှုပ်ဆောင်ပေးနေရတာအများကြီးပဲနော်ဒါသွားလို့ရှိရအခုဆိုလို့ရှိဟုတ်လားဒါဝတ်တော်ကားကြီးလည်းဖမ်းတဲ့အခါမှာဟုတ်လားဝတ်တော်ကားကြီးမစည်းနဲ့မစည်းနဲ့များသူဖမ်းတာအိမ်ထဲကလောက်ကိုရင်အိမ်ထဲကနေစောင့်နေငါတက်နိုင်ငါဆက်ပေးမယ်တို့လားကြိုလိုက်မယ်လားခေါ်လိုက်မယ် အဲ့ဒီခင်ဗျာ live ထွက်ငှားပြီးမှသွား live ထွက်တဲ့ဈေးကိုငှားသွားမယ်ဆိုရင်လည်း3-4ဒိန်းလောက်ပေးရတယ်ဗျဒီ3-4ဒိန်းလောက်ဒါတော့တိတ်မလိုက်ချင်ကြအောင်ဘာကြောင့်ကိုချင်းစာလူက license ကားကြီးနဲ့လေဒီကားကြီးပြည်သူစစ်တီကိုပတ်တာစားတွေကို live ပို့ပါတယ်ဆိုပြီးခုဘက်ကမလိုရတဲ့တစ်ဖက်ကမှတ်ထားရင်သူ့မတွန်အန်တရရှိတယ်နော်အန်တရရှိတယ်အဲ့တော့ live ထွက်လည်းမငှားနဲ့ကွာလို့သူတို့လားကြိုလိုက်မယ်ကွာလို့လားခေါ်လိုက်မယ်ကွာလို့ကြောက်စီဦးစင်းကတော့ဒါပြောထားလीပြောထားတယ်နော် အဲ့တော့ထွေထူးထူးစကားတွေအများကြီးတော့ဥစဉ်တော့မပြောချင်ပါဘူးဒီချိန်မှာအောင်ပွဲ LED ရနေတဲ့ချိန်နော်တခါတလေရှေ့မှာ Blue City နဲ့တိုက်တယ်ပတ္တစာရီနဲ့တက်မလို့တိုက်နေညူစာတိုက်တယ်အောင်ပွဲရတယ်မြောက်တော့ဘယ် Blue City နဲ့တိုက်တယ်ဆိုတော့တခါလေကြီးနန်းထဲမှာထဲချင်မှာထဲတာနော်ကြီးနန်းထဲမှာထဲချင်မှာထဲတာတကယ်ဟိုမှာရှေ့မှာတကယ်လုံးထွေးပုတ်ခတ်ရတော့ခင်ဗျာ Blue City လည်းမှပပါတာပဲဒါဥစဉ်ကလေးတွေမို့ကြောင့်ဥစဉ်ခုံယူဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေအတွေ့အကြုံကလည်းမနှဲတော့ဘူး မနှဲတော့ဘူးနော်အတွေ့အကြုံသာရှေ့မှာမတရားဘူးရှေ့မှာသူစုံစမ်းလို့ရတယ်ပောက်ကူတော်တပည့်တွေရှေ့ရတာတချို့နော်မေးလို့ရတယ်အဲ့တော့ပြောချင်တာကခမတိုင်းမှုတွေတက်မှမှုတွေကိုဟိုပါနော်တက်နေမှုတွေကိုမတင်ပြနိုင်ဘူးအဲ့ဒီမှာခမ viewer မှုရှိတယ် viewer မှုစီလောက်ကိုတင်ပြအောင်နော်ရှေ့ရလေလက်လက်ခရံကြည့်လို့ရဆို viewer မှုလောက်ကိုတင်ပြအောင်နော် viewer အဲ့ဒီမှာခမတို့ viewer မှုရှိတယ်သူ့ရဲ့အတွေ့အကြုံဆိုရင်လည်းမနှဲတော့ဘူးနော်မနှဲတော့ဘူးဒီ viewer မှုအစင်း ထီရောက်လာတယ်ဆိုတာလေเนาะဒီတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းဖျက်ချုံမသေးလို့အဲ့နေရာကိုရောက်နေတာမသေးလို့အဲ့နေရာကိုရောက်လာတာเนาะသူအဲ့ viewer မှုဆိုရင်လည်းဒါအများကြီးပဲသူဖျက်ကျော်ခဲ့ရတယ်เนาะကြောက်တရားပဲမှာကြောက်တရားရောအကုန်လုံးပေါ့ဗျအဲ့နာအများကန်တာတို့မအုပ်ချုပ်နေ viewer မှုဆိုရင်လည်းเนาะအများကြီးသူဖျက်ကျော်ခဲ့ရတယ်အများကြီးအဲ့တော့ viewer မှုတွေကိုတက်တည်ရှိရှိတင်ပြပါဘာဒါကတော့လိုအပ်တယ်ဒါကတော့ကျွန်တော်တို့ဒါကတော့တင်ပြပေးပါ तू ကမတင်ပြဘူးဆိုနောက်တက်နေမှုတက်နေမှုမတင်ပြရင်ကျုပ်ကိုယ်တိုင်တင်ပြပေးမယ်ဗျာနော်အဲ့တော့ ခင်ဗျားတို့တင်ပြရင်ဗျာလိုအပ်တဲ့အရာတွေကိုတင်ပြရင်ဗျာမတင်ပြရင်ပြည်သူစစ်တရားတင်ပြတဲ့အရာဆိုရင်တိုင်းမှုစီကိုတော့တိုင်းမှုကြီးကိုနော်တိုင်းမှုကြောက်ကိုဆိုင်ဆိုတော့တိုက်ရိုက်ဖုံးဆက်ပြီးမှဦးစင်းကတော့ပြောမှဖြစ်တယ်လို့နော်ရှေ့တန်းမှာကြာနေကိုတောင်ဝင်ကိုစီယူထားတဲ့လူတွေကိုဒါပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့ပြည်သူတနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လုပ်ရလေကလေးထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုနေကျုပ်ကပြောမှပြောမှပြောမှခင်ဗျားမပြောဘဲတော့မနေနဲ့ဦးစင်းကပြောမှဦးစင်းစီမှာအတားဖိုင်နေရှိတယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲ ကိုကြီးဘယ်လိုပြောက်သွားလဲဆိုတော့တန်တဲ့လူတွေလှုပ်ပြီးသွားပြန်ပြန်ကြံခဲ့တယ်ဆိုတော့ကြောက်ခင်ဗျားတို့အဲ့ပုံစံမျိုးချိုးကြည့်ဦးစင်အတိုက်မှုခါလေးပြောမှာနော်အဲ့ဒါလေးကိုလည်းပြောချင်ပါလေဗျာနော်ဦးစင်တို့ကဘာဖြစ်လို့လဲဆိုလို့ရှိရင်တတ္တိရှိခြားသားမှာတတ္တိရှိကြီးလောက်သမ်းမှာနော်ကိုကကြကြတာထိုင်ပြီးမှတော့လုံနေရတာပဲလေဗျာနော်ဒါလေးကိုတော့ဦးစင်ကပြောချင်ပါလေဗျာနော်ဒါလေးကိုပြောချင်ပါလေဦးစင်ပထမဆုံးပြောခဲ့တဲ့ဦးစင်တို့ပေါင်းမျိုးတည်းရင်းနန်းနေရတဲ့တည်းပေါ့နော်ခုရင်းနန်းနေတဲ့ဆိုနှစ်ပတ်ကျော်သွားပြီနှစ်ပတ်ကျော်သွားပြီဗျာတလားလောက်မှရောက်မလားတော့မတည်ဘူးပေါ့ဗျာနော် ဲ့တော့အထူးလူစီစဉ်တဲ့အတူတွေဆောင်ရွက်တဲ့အတူတွေအနေနဲ့ကတခါတည်းထိထိရောက်ရောက်စီစဉ်ရမယ်ထိထိရောက်ရောက်ဆောင်ရွက်ရမယ်ဒီလန့်ခရီးကိုဘယ်လိုဖျက်ရမလဲဒီလန့်ခရီးဥစဉ်ကပြောရတာပါဒီပေါ့မြို့နယ်လမ်းကြောင်းတစ်ချောင်းလုံးမိုင်းနေရမြောင်းမဆွာရှိတယ်လို့အစိုးဆိုလို့ဆင်းဝိုးလောက်ကြီးတွေခွဲတော်လောက်ကြီးတွေမိုင်းနေရမြေထဲမှာတို့လောက်ထားတာအများကြီးဒီမိုင်းနေလဲရှင်းရတာလဲတမျိုးပေါ့ဗျာနော်ဒါတည်းကဥစဉ်တို့ကငကိုကလေးကမထွက်ခင်ကလေးကလည်းကြိုပြောပြီးသားနော် အဲ့တော့ဒီလမ်းကြီးကိုလှုပ်ပါလှုပ်ပါဆူးမိုးအောင်လှုပ်ပါကြီးဆိုးအောင်လှုပ်ပါလို့ဥစဉ်တော့ခဏခဏပြောခဲ့ပြီးသားအဲ့တော့ဒီလမ်းကြီးကိုကြီးဆိုးဖို့ဆူးမိုးဆိုရင်ပြည်သူစစ်တွေလက်နက်ခရမ်းတွေလုံလောက်ဖို့လိုတယ်လက်နက်ခရမ်းတွေစားနဲ့ရိတ်ခါတွေကိုနိုင်ငံထောက်ပံ့မှုလိုတယ်ဥမာပေါ့မြုံနယ်ဗျာပေါ့မြုံနယ်မှာဆိုငကောဗျာဥစဉ်တော့အဲ့မှာတောင်းတာတောင်ကျိုတဝုစုတရေလေးဝင်မြေကြတီးကြောက်တရဖြီးအဲ့တကုန်းတို့ဟိုဘက်ကပင်တောင်တို့ဘက်ကနေပြည်သူစစ်ပါတွေရှိတယ်တိချိုကုန်းတို့တကုန်းတို့အဲ့ဘက်မှာအများကြီးကပြည်သူစစ်ပါလင်းကား အဲ့ဒီတော့ကငကောကကြီးဆိုးတယ်ပေါက်ကိုအတွားလာကြီးဆိုးလှောက်ရှားနေကြဒါပေမဲ့အဲ့မှာပေါက်မြုံနဲ့အုတ်ချိုရည်မူလားမသိဘူးဘိုးအတူတို့နော်မြို့နဲ့ကောင်စီလားမြို့နဲ့မဆာဖာလားမြို့နဲ့ဘာဖာလားတော့ကျွတ်တော့မသိဘူးအာမင်းတို့ကောင်စီခွင့်ခွင့်မပြုခဲနဲ့ကိုရွာကိုနေကိုနေရာကိုနေမင်းတို့ခွင့်မပြုခဲနဲ့မလာနိုင်ခွင့်မပြုလမ်းနေမစစ်နဲ့ဘာစက်မရောက်ရစီလူးကြရလေမရောက်ရစီလူးတော့အခုအဲ့တလန်းလုံးက PDF တွေကြံစိုးမှုတယ်မိုင်းနေကြံစိုးမှုတယ်ဗျာ အများတို့ဒါစဉ်းစားကိုဦးဇင်းပြောပြခြင်းဖြစ်ပါတယ်ဗျာနော်တခါတလေဒီအလို့ခေါ်ပေါ့ဗျာနော်ဖေရဒီလားဘာဒီလားတော့ကျုပ်တို့လည်းမတည်ဘူးတခါလေစစ်မရှိတဲ့နေရာကိုလက်နဲ့ကြီးနဲ့ပြည့်လို့ပြည့်ရှိတဲ့နေရာကြတော့ပြည့်ဖူးပြကိုလူတွေကနော်မရှိတဲ့နေရာကြလှန့်ပြစ်တယ်သူခါလေကတွေးရတော့ခက်တယ်ဗျာဘာဒီမန်းကိုဦးဇင်းတို့ကမယ်အဲ့လိုပြောလို့ရှိရင်သူကမကြိုက်ဘူးမကြိုက်ဘူးမန္နာပြောရင်သူတို့ကလုံးလုံးကို မကြိုက်ဘူးသူတို့ကိုဖားရပြီးမှအာခမရတို့ကတော်တယ်ခမရတို့လှုပ်ထားရရမ်းတော်တယ်အာခမရတို့ရှိလို့ဘာညာဆို မဟုတ်ဘူးပေါ့မြွတ်နယ်ကနေခမရလည်းဟိုကနော်အဲ့နာပေါ့မြွတ်နယ်အဆွန်ကိုထွက်ကြည့်လိုက် ပေါ့မြွတ်နယ်ကကျိုးစိုးပိုင်းဆိုဟိုဘက်ကိုလူတို့မထွက်ရဲတော့ဘူးမထွက်ရဲတော့ဘူးနော်ဟိုဘက်ဆိုလည်းပေါ့မြွတ်နယ်အပြင်ဘက်ကိုမသွားရဲတော့ဘူးနော်ဒါမျိုးတွေဖြစ်ဒါလည်းကလူတို့တော်လုံးမို့ကိုယ့်ဘက်ကညံ့လို့အသုံးမကျလို့ဒီပေါ့မြွတ်မှာဆိုလည်းပြည်သူစစ်တီရှိရဲလက်နဲ့ခရင်ရောက်အောင်ပြောလေဗျာရောက်အောင်ကောင်းကောင်းမွန်မွန်ရောက်အောင်လုပ်လေဗျာအများကြီးလူငယ်တွေစိတ်ဓာတ်တက်ကြွရဲလူငယ်တွေအများကြီးရှိတယ် ဲ့တော့အထက်ကချရံပြီးအထက်ကလုံမပြူဆိုခင်ဗျားတို့ကမှထိတိရရောက်မတင်ပြတာခင်ဗျားတို့ကမှထိတိရရောက်မတောင်းဆိုတာကြီးကိုနော်ကဲဥစဉ်တို့ကဲဥမလိုတယ်ဗျာလိုအပ်တော့ဟုတ်လားပခုတ်ကူနေတယ်မှာဟုတ်လားတိုင်းမူဒါကတော့လိုအပ်တယ်ဒီဒီဘက်မှာဒီဘက်တော်တော်ရရလုတ်တယ်အဲ့တော့ငားနေဖြစ်စေပါလိမ့်မယ်သူတို့လုတ်ပေးပါဆိုတော့ချက်ချင်းလက်ငယ်အဲ့မုံရွာတိုင်းမူလုတ်ပေးတယ်ဗျာမုံရွာတိုင်းမူနော်ဒီကိုင်းမျိုးမင်းတွေးလာမတူဗျာမုံရွာတိုင်းမူနော်လက်မခါတိုင်းမူချက်ချင်းလက်ငယ်လုတ်ပေးတယ် ပေါ့ကူတော်လို့ဖုံကြီးတစ်ပါးတောင်းဆိုတော့လုတ်ပြီးခင်ဗျားတို့လို့ဒီတော့ပေါ့မြို့မှာတာဝန်ကြီးတဲ့လူကြီးတွေရာရှိတွေကနေမှတောင်းဆိုရင်ဘာဖြစ်လို့လုတ်မပေးရမှာလဲဘာဖြစ်လို့လုတ်မပေးရမှာလဲဒါတွေကခင်ဗျားတို့အသုံးမကျလို့ဖြစ်တာအများကြီးပဲเนาะအဲ့တော့အသုံးအလိုက်ကဟာတွေပြန်မတွေးကျင်တော့ပါဘူးเนาะအခုတ်ကူမြို့နယ်စိတ်ခေါ်အုပ်စုစိတ်ခေါ်လုံကြုံရေးစခန်းအားတဲ့အကျန်းဖက်ပီဒီအမ်မှာနေလေ7နာရီ35နာရီခြေတွင်တလုံး၈လုံးခြာသွားပြီးမြတ် လည်းလုံးရှစ်လုံးခြာသွားပြီးမြောက်ရွာပတ္တာဆကြေးွာမိရှုနေပါတယ်တဲ့မိမိမိဘမှာတဲ့နော်လက်လက်ခရံတိတ်ပြီးမပြည့်စုံဘူးပေါ့နော်မပြည့်စုံဘူးပေါ့နော်အဲ့တော့အချိန်နေရတော့တဲ့မကောင်းဘူးပေါ့ဗျာဒေသခံပြည်သူများဒီတဲ့လုံကျုံရေးတပ်ဖွဲ့ရှိရဘူးရောက်ရှိနေပြီးအင်းနဲ့ချက်ရွာရွာတိရွာအုတ်ကျောင်းရွာတောင်ရွာရွာတွေနဲ့အကြက်ဖက်ပီရီယတွေဒါရှိတယ်တဲ့ဘယ်ပြည်သူမှမရှိတော့ပါဘူးတဲ့ အဲ့ဒါကြောင့်အဲ့ဘက်ကိုတော့နော်လက်နဲ့ကြီးနဲ့ပြစ်ကူပေးနိုင်တယ်တော့မြေပြင်ကထိုးစစ်ဆင်နိုင်တယ်တော့ထိုးထိုးလက်နဲ့ကြီးနဲ့ပြစ်ကူပေးတော့မြေပြင်ကထိုးစစ်ဆင်နိုင်မယ်ဖြစ်ကြောင်းမဟုတ်ရင်တဲ့စက်ခန်းကလည်းတဲ့ကြလူလဲကြမယ်ဖြစ်ကြောင်းတဲ့လေကြောင်းလက်နဲ့ကြီးပြစ်ကူပေးရတယ်အထူးလို့အကြောင်းသိရှိနိုင်ရင်တင်ပြရပါတယ်တဲ့လူရင်900ကျော်နဲ့ညှက်တိုက်နေတယ်ဖရားတဲ့စိတ်ခေါ်ဝစခန်းအကူကြီးမရရင်တဲ့စခန်းစခန်းမှာ စကမ်းပါသွားမှာပါရှင်ဖရားတဲ့အဲ့တော့နော်ဒီမြကွေးတိုင်းဒေသကြီးနဲ့ပတ်သက်ပြီးမှဒါဥစဉ်စီကိုနေကင်း7နှစ်လောက်တော့တိုက်ပွဲဖြစ်နေချက်ချင်းတင်းတင်ပြရတော့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒါလက်ဘကအော်လာနမကအော်လာတော့မတူဘူးပေါ့ဗျာနော်မန္တလေးလာမန္တလေးတိုင်းလာဟိုပါပေါ့နော်မုံရွာလာတော့မတူဘူးဒါနဲ့မုံရွာတိုက်မှုကြီးဆိုတော့ဥစဉ်ကတော့ပို့လိုက်တယ်နော်မုံရွာတိုင်းမှုကတော့တကယ်လို့သူနယ်မြေမှာဆိုတော့တိတိကျကျတော့သူကတော့လုတ်ပါတယ်တိတိကျကျဆိုတော့သူချက်ချင်းလက်ငယ်လုတ်ဆောင်ပါနော်အဲ့တော့မကွေးတိုင်းမှာသူတို့တွေ မရတော့မှမခွေးတန်းတို့တွေဖြက်စီးလိုက်မယ်မခွေးတန်းတနေ့ဒီလိုနေရာတွေရွာတွေဘာတွေတို့တွေဖြက်စီးလိုက်မယ်အဲ့တော့ဖြက်စီးတာကအကြောင်းမယူစခန်းနေဘာတွေအကုန်လုံးပေါ်ပြတာပြောရလို့ရှိရင်နော်ခင်ဗျတွေ့ကြည့်ဗျာခုဘက်ကဒီဦးစင်းတို့ဆိုလို့ရှိရင်ဒီပခုတ်ကူကနေရိတ်ခါတန်းကအစီး200လောက်ရှိတယ်လူရင်းအတစ်ဖက်ကို200 200 400 400ဆိုတဲ့အင်အားမနေဘူးပဲအဲ့ဒါဦးစင်းတို့အဲ့ဦးစင်းတို့အကံမအနေမကြော်ဘူးကံမအနေမကြော်ဘူးဘာကြောင့်မကြော်ရလဲဦးစင်းလည်းမပြောတတ်ဘူးနော် တကယ်တော့ပေါက်တဲ့ပခုတ်ကွာ40နဲ့မှ9မိုင်ပဲกว่าတယ်40နဲ့မှ9မိုင်ပဲกว่าတယ်เนาะအော်ဘာကြောင့်မကြော်ရလဲဘာဘာတော့ဥဒလမပြောရတော့ဘူးဗျနောက်ဆုံးတော့ဟုတ်လားခါတလေကြတော့လဲဟိုကလည်းဆေးကြောင်းလာလို့ရှိဟိုအောင်နေလဲပြီးကိုယ့်ဘက်ကလည်းမကြော်ရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးရောက်အောင်းမရတယ်ဗျเนาะအဲ့တော့ဥစဉ်တို့ကတော့တွားတဲ့ခါမှာတိုက်ရိုက်ခိုက်ရတကယ်ရေချင်းမိတဲ့တူတွေဒါဥစဉ်တို့ကတွားတယ်နဲလို့အကြံပြုချင်တာပေါ့ဗျာနော်ဒီလမ်းကြောင်းတွေမှာဆိုလို့ရှိရင်ကိုယ့်ဘက်က တုံးနေပါတယ်အကုန်လုံးအားလုံးနဲ့အခုဆိုလဲဟုတ်လားဟောစောကပြောတဲ့ယွာတွေဆိုလဲစိတ်ကဝရောအုပ်စုယွာရောဆိုအများတန်း PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်နော်အများတန်း PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်ဒီဘက်ဒီရေနံတို့ဘာတို့အကုန်လုံးဆိုလဲဒီဘက်တရားနဲ့လှုပ်ရှားနေရတယ်တွေ့နေရတယ်ဒါနဲ့ထီထီရောက်ရောက်လဲကိုယ့်လူကိုလဲအေးမယူနိုင်တယ်လို့ဟိုဘက်ကိုလဲမချိန်မွနိုင်ဘူးအဲတော့ရှိပုဂ္ဂိုလ်များအနေနဲ့ဘာလို့မှလဲလို့ပဲဦးသွန်းကမေးရမှာနော်ဘာလို့မှလဲလို့ပဲမေးရမယ်စိုက်နေပြီလားနော် ချိန်မှာမှထီထီရောက်ရောက်မချုံုံထီထီရောက်ရောက်မလုပ်ဘူးဆိုရင်တော့ပြောတာတော့ဘောဗျာတို့တို့ကလည်းဘုံရင်တော့ဖြစ်နေတော့နော် ပြည်သူပေးတဲ့တင်းကိုပဲဦးစင်းတော့ကလည်းတင်ရတာပြည်သူပေးတဲ့ဟာကိုပဲဦးစင်းတော့ကလည်းပြောရတာဗျာနော်အဲကိုပြောတဲ့ပေါက်ကူတော့ခုပြောလိုက်တဲ့အရာတိုင်းကိုဦးစင်းတော့တရားကိုင်းတော့အာမခံပါတယ်ဗျာနော်တရားကိုင်းတော့အာမခံပါတယ်ဟုတ်မဟုတ်ကိုခင်ဗျားတို့တည်ကျင်လူကြီးတွေကိုယ်တိုင်ပဲအဲ့ဒီနေရာကိုလှမ်းပြီးမှစုံစမ်းလို့ရပါတယ်ဗျာ